တော့အားလုံးပဲမင်္ဂလာပါ။အဲ့တော့ဆရာမဒေါ်ရီးမြဆန်းဖြစ်ပါတယ်။အဲ့တော့ဒီနေ့မှာတော့လက္ခဏာအဲပညာပေါ့နော်။အဲ့တော့လက္ခဏာပညာမှာအဲ့တော့ကျမတို့ကအဓိကပေါ့နော်။အဓိကလက်ဝါးပြင်မှာဆိုရင်ကျွန်တော်လက်ဝါးလက်ဆိုရင်ဒါနှစ်နှစ်ဖက်ပေါ့နော်။အဲ့တော့လက်နှစ်ဖက်ရှိမယ်။အဲ့တော့ဘယ်လက်ညာလက်ပေါ့နော်။အဲ့တော့ဘယ်လက်ညာလက်အဲ့တော့ ဘယ်လက်ညာလဲဆိုတော့ तू อ่ะဒီဘယ်ဘယ်လက်ရဲ့ तू อ่ะဖွင့်ဆိုချက်လေးတွေရှိတယ်နော်အဲဘယ်ဘယ်လက်မှာဖွင့်ဆိုချက်လေးတွေရှိတယ်ညာဘယ်လက်မှာလည်းဖွင့်ဆိုချက်လေးတွေရှိတယ်အဲ့တော့ဘဲဘဲလက်ရဲ့သဘောလေးတွေပေါ့เนาะအဲ့တော့ဘဲဘဲလက်ရဲ့ဖွင့်ဆိုချက်ကလေးတွေဘဲဘဲလက်ရဲ့သဘောလေးတွေကဘာရှိလဲဆိုရင် तू อ่ะ तू ဗီဇာစိတ်ကိုဖော်ပြသလိုအဲ့ तू မိခင်စိတ်အဲ့တော့အမေအကြောင်းသိကျင်တယ်ဆိုရင်ကိုယ့်ရဲ့ ်ဘယ်ဘက်လက်ကိုကြည့်ရင်မိခင်ရဲ့အကြောင်းမိခင်ရဲ့စိတ်ပိုင်းဆိုင်ရာအဲဒါလေးတွေသိရမှာပေါ့နော်ပြီးရင်ဒီဘယ်ဘက်လက်ကသူကစိတ်ပိုင်းဆိုင်ရာကိုပို့ပြီးတော့ဖော်ပြတယ်เนาะအဲ့တော့စိတ်ထဲမှာဘာတွေဖြစ်နေလဲဟိုစိတ်ထဲမှာရှုပ်နေသလားစိတ်ကရှင်းလာလားအဲ့တော့စိတ်ကအဲဒီအခန်းကိုယ့်ရဲ့စိတ်အခန်းစိတ်ကကောင်းရင်လားကိုယ့်ရဲ့အခန်းစိတ်ကလေးကမကောင်းဘူးလားဆိုတာဘယ်မှာပြလဲဆိုဒီဘယ်ဘက်လက်ကပြတယ် နော်တခါညာလက်နော်ညာဘက်လက်တော့ညာဘက်လက်ကြတော့သူကညာဘက်လက်ရဲ့သဘောကကြဘာပြောလဲဆိုရင် तू ကလက်တွေစိတ်နော်လက်တွေစိတ်အဲ့တော့ကိုကအောင်မြင်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ဗီဇစိတ်ကအောင်မြင်ခြင်းနဲ့နော်စိတ်ပိုင်းဆိုင်ရာအောင်မြင်ခြင်းနဲ့တကယ်လက်တွေပိုင်းဆိုင်ရာမှာလက်တွေပိုင်းဆိုင်ရာမှာဒီအောင်မြင်ခြင်းတာကိုတကယ်လက်တွေလုံနိုင်ရလားအဲနော်နော်တကယ်အောင်မြင်ခြင်းနဲ့စိတ်ကိုဒီရုပ်ပိုင်းကလိုက်လုံနိုင်သလားဆိုတာကြတော့ညာဘက်ကပြတယ် အဲ့တော့ဘယ်ဘက်ကမိခင်စိတ်ကိုပြောသလိုညာဘက်ကကြတော့ဖခင်စိတ်ဖခင်အကြောင်းကိုသိရတယ်။ဒါကြောင့်လက်နှစ်ဖက်ကိုကြည်ရင်းအပြင်မိမိရဲ့ဗီဇစိတ်တွေကိုသိရမယ်။လက်တွေလုံနိုင်လားလက်တွေမလုံနိုင်လားသိရမယ်။မိခင်ရဲ့ကိုယ့်ရဲ့လက်ဘယ်ဘက်လက်ကိုကြည်ပြီးတော့ပါလဲမိခင်စိတ်ကိုသိရသလိုအဲ့တော့ညာဘက်လက်ကိုကြည်ပြီးတော့လည်းပါလဲဖခင်စိတ်ကိုသိရမယ်။အဲ့တခါဘယ်ဘက်လက်ကစိတ်ပိုင်းဆိုင်ရာကိုဖော်ပြပြီးတော့ညာဘက်လက်ကရုပ်ပိုင်းဆိုင်ရာကိုဖော်ပြတယ်။ဒီလိုလေးတွေပေါ့နော်ရှိမယ်။ ဲ့ဒီမှာအာဒီတချို့ကြတော့ဘယ်နဲ့ညာမှာเนาะဘယ်အဲတချို့ကြတော့ဘယ်နဲ့ညာမှာကျမကဘယ်တန်းအဲကျမကညာတန်းအဲကျွန်တော်ကတော့ဘယ်တန်းကျွန်တော်ကတော့ညာတန်းအဲ့တော့သူကဒါကြတော့အဲကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုရင်ဒီအများဆုံးပေါ့เนาะအဲ့တော့ဘယ်နဲ့ညာမှာဒီလိုသတ်မှတ်ချက်ကတော့များသောအားဖြင့်ဒီလိုရှိတယ်သို့တော့တချို့ကြတော့ဘယ်တန်းနေเนาะဘယ်တန်း